ကရနီပြည်ဖူဆိုမြို့နယ်အနောက်ဘက်ခြမ်းကဟူဘောမြို့နယ်ရှိစစ်ရှောက်စခန်းတွေမှာတနစ်ကြာအောင်မပြောင်းနိုင်တဲ့အရေးပြားရာနာဒဏ်တွေကို လူကြီးကလေးအားလုံးအစိုးရဆုံးခန့်စားနေရပါတယ်။ကေကောအုပ်စုဟာမှုစစ်ရှောက်စခန်းမှာနေထိုင်သူတွေဟာလွန်ခဲ့တဲ့နှစ်အောက်တိုဘာလကလေးကစတင်ဖြစ်ပွားခဲ့တဲ့အရေးပြားရာနာပြဿနာကိုဒီနေ့ချိန်ထိမပြောင်းခင်ပဲစိုးစိုးရွားရွားခန့်စားနေရပါတယ်။ အထူးသဖြင့်မွေးကိစကလေးငယ်တွေနဲ့ဆက်ရှင်နှစ်အောက်ကလေးငယ်တွေရဲ့ခြေဖဝါလက်ဖဝါကြားမှာပါ ရာနာရီဖြစ်နေပြီးလက်သေးတွေကွာတဲ့အထိဝေဒနာခံစားနေရတယ်လို့စစ်ပေးရှောက်အမျိုးသမီးတဦးကဖွင့်ဟပါတယ်စီလေရရင်တော့နည်းနည်းလေးတက်တာပဲဗောလေစီမလေးရရင်တော့အေးအေးကြီးပြရတယ်တကယ်တကယ်ကောင်းရတယ် ူဆိုမှလို့ဆိုအမှားယူဒီထားတဲ့ဟာလည်းထားအတိဖြစ်တဲ့ဟာတွေဖြစ်အဲ့လိုဝိကိစားတွေဖြစ်တဲ့ဟာတွေဒါဆိုရင်ချီပွားနဲ့ပွားကြမှာဖြစ်မှလက်တဲ့ကြမှာဖြစ်လက်တဲ့ဒီကွာတဲ့အဖြစ်အမျိုးတွေဖြစ်တယ်သူတို့ဟာဆေးလေးရည်တက်တာပြီးမဲ့တဘူးကိုကြက်တောင်းလောက်တန်မိုးရှိတဲ့လိမ့်စင်းတွေကိုတကူလုံးလိမ့်ဖို့အတွက်ငွေကြေးမတက်နိုင်ရဲ့ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။ရာနာကြောက်ကလေးတွေဟာဖောရောက်ပြီးစီးနီတဲ့အထီးဖြစ်တာတွေပါ ရှိခဲ့တယ်လို့ဆိုပါတယ်။ စစ်ရှောက်စခန်းဟာလမ်းပန်းဆက်တွယ်ရေးခက်ခဲတဲ့အပြင်စီပီခန်းမှလည်းစီဝါမစုံလင်တာကြောင့်အလုံးဟာကျမရေးသောရှောင်းမှုတွေအထူးလိုအပ်နေတယ်လို့ဆိုပါတယ်။